ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြင်မှာဆိုရင်တော့ Facebook ကနေပြီးတော့ဝင်ငွေရတာကိုဘယ်လိုကြည့်ရလဲပြီးတော့ဆိုလို့ရှိရင် Payout account နဲ့ပတ်သက်ပြီးတော့ ban ချိန်မှာဝင်ငွေရတာလားဆိုပြီးတော့ကျွန်တော်ကိုလက်မေးနေကြတာလို့ရှိတယ်အဲမေးခွန်းတစ်ခုကိုကျွန်တော်ဒီနေ့လေးမှာပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Facebook ကနေပြီးတော့ဝင်ငွေရတာကိုကျွန်တော်ကြည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အရှိပီဒီယိုဒီမှာပြောခဲ့တယ်လို့ပဲကိုယ့်ရဲ့ Pay တို့မဟုတ်ဘူး profile Pay က Facebook monetization 2 pay 2တွေဟိုက ဒီအောင်ထားတာလေအာဥပမာကျွန်တော်ပြုမော်နာဂျီရင်ပြုလို့မှရှိတယ်ကျွန်တော်တို့စတာအာရီဘောနာအင်စင်အေဒီယပ်စကွေးရှင်းပေါ့နောက်ပြီးတော့ကျွန်တော်ဖေတာမော်နာဂျီရှင်2ပေါ့အဲ82တွေကကိုကပဲ2ကိုဆက်အပ်ရထားတယ်ပေါ့တကယ်လို့ကျွန်တော်တို့ကရီဆက်ရီကိုကျွန်တော်တို့ဆက်အပ်ရလို့ရီအောင်ထားတယ်ဆိုလို့ရှိရင်ရီကိုနှိပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရီမှာတင်ထားတဲ့ပတိလူတွေမှာဘယ်ဗျူကတော့ဘလောက်ဆိုပြီးတော့ကျွန်တော်တို့ဟိုဝင်နေတာကိုကျွန်တော်တို့တွေ့ရမယ် တကယ်လို့ကျွန်တော်က bonus အောင်ရတဲ့ဆိုလို့ရှိရင် bonus ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ပေကိုကတော့အာငွေဘလောက်ဝင်ထားတယ်ပေ PO ကတော့ကျွန်တော်တို့ငွေဘလောက်ဝင်ထားတယ်ဆိုပြီးတော့ကျွန်တော်တွေးရမယ်နောက်တစ်ခုကကျွန်တော် instant ad ကအာအောင်ထားတယ်ဆိုလို့ရှိရင်ဒီ video အရှိတေတင်တဲ့အခါမှာကျွန်တော်ပေ PO ကတော့ငွေဘလောက်ဝင်နေဆိုတာကိုကျွန်တော်တွေးရမှာပေါ့ instant ad ကိုကျွန်တော်နှိပ်ကြည့်တဲ့အခါမှာကျွန်တော်တွေးရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ Facebook ရဲ့နောက်ဆုံးပေါ့နော်ပေးထားတဲ့ကျွန်တော် creator monetization tool ် greater modernization to set up ရလို့ကျွန်တော် greater modernization to set up အောင်ထားမယ်ဆိုလို့စီနီအဲကျွန်တော် greater modernization to ကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်အပေါ်မှာကျွန်တော်တို့ကပထမဆုံးတွေ့ရမှာက test and put ကျွန်တော်စာနဲ့တက်ဖို့ပြီးတင်တဲ့အခါမှာဝင်လို့ရတယ်အဲ့တော့ test and put ရဲ့ page မှာအကျွန်တော်ငွေဘလောက်ဝင်လဲဆိုတော့တွေ့ရတယ်အဒုတိယကတော့ကျွန်တော် V ပေါ့နော်အဲ့တော့ V မှာတင်ထားတဲ့ video တွေမှာငွေဘလောက်ဝင်လာလဲဆိုတော့ကျွန်တော်တွေ့ရတယ်အနောက်တစ်ခုကတော့ကျွန်တော်တို့ဗီဒီယိုဆိုပြီးတော့တွေ့လိုက်မယ်နောက်တစ်ခုဗီဒီယိုကြတော့ကျွန်တော်တို့ အဲဒီဗီဒီယိုတင်တဲ့အခါမှာကျွန်တော်တို့ဝေဘလောက်ရတာလဲဆိုတော့ကျွန်တော်တို့တွေ့ရအဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုဝေဘလောက်ဝင်နေဆိုတာကိုကျွန်တော်ကြည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page သုံးပုံ profile page က modernization tool တွေတစ်ခုခုအောင်းထားမှလာရင်ကျွန်တော်တို့ကြည့်လို့ရပါအဲ့တော့ကျွန်တော်တို့အောင်းလားမအောင်းလားဆိုတာကကျွန်တော်တို့ဒီ view တို့ subscription တို့ star တို့အပေါ်နတ်တို့ insulin area တို့ကကျွန်တော်တော့ခတ်နေမှာဆိုရင်ဒါမှအောင်းသေးဘူးအာတကယ်လို့ကျွန်တော်တို့ကတော့ပြုတ်နေပြီဆိုလို့ရှိရင် ဆက်အပ်ပေါ်နေမှာဆိုရင်ကျောဆက်အပ်ကိုနှိပ်ပြီးတော့ရှောက်ရမယ်အတကယ်လို့ကျောတို့ဆက်အပ်နှိပ်ပြီးရှောက်ခဲ့ပြီးပြီးကိုကမတိလိုက်ဘူးဆိုရင်တော့အာတော့လည်းမခတ်ထားတော့ဘူးဆိုရင်တော့ဒါအသေးစားပေါ့ကျောတို့က monetization on beta ဆိုလို့ရှိရင်တော့ကျောတို့ကဘူးငွေရတာကိုခုနကျောတို့ပြောတဲ့အတိုင်းနှိပ်ပြီးတော့ကျောတို့ကြည့်လို့ရတယ်အဲနောက်တစ်ခုကကျတို့ဒီ pay account နဲ့ပတ်သက်ပြီးတော့ဗောနော်အာ pay out test form ပြီးပြီးတော့ bank check ထားမှကျတို့ဝင်ငွေရတာလားဗောအဲ့တော့ ဒီဘန်ချိတ်ထားတဲ့ဝင်ငွေရတာနေရတော့ဘာမှမဆိုင်ဘူးကျတို့ဘန်မချိတ်ထားတဲ့ဝင်ငွေကရတယ်ဒါတော့ကျတို့ရတာတဲ့ငွေကိုဒီတစ်လတစ်ခါဖိဖို့ကထုတ်ပေးဖို့ဆိုရင်ကျတို့ကဘန်ချိတ်ထားမှာကျတို့ကဒီငွေကိုထုတ်လို့ရမှာတကယ်လို့ဘန်မချိတ်ထားဘူးဆိုလို့ရှိရင်တော့ဒီဖိဖို့ကနေပြီးတော့ကျတို့ချိတ်ခိုင်းမှာပေါ့ချိတ်ခိုင်းတဲ့အခါမှာကျတို့ချိတ်ရမှာအဲ့တော့ဘန်ချိတ်ထားမှာကျတို့ဝင်ငွေရမှာမဟုတ်ဘူးဝင်ငွေရလို့ကျတို့ရတဲ့ငွေကိုထုတ်ဖို့အတွက်ကျတို့ကဘန်ကိုချိတ်ရမှာ တကယ်လို့ဘန်မချိတ်ဘူးဆိုရင်မဖြစ်မလဲဆိုကျွန်တော်တို့ဝင်ဝင်မြာသေးတဲ့အချိန်မှာကျွန်တော်တို့ဘန်မချိတ်ရင်ဘာမှတော့မဖြစ်ဘူးပေါ့အဲကျွန်တော်တို့ငွေထုတ်လို့ဒီတရားပြည့်မှသူကငွေထုတ်ပြတာဖြစ်တဲ့အတွက်တရားမပြည့်သေးလို့ဘန်မချိတ်သေးရင်ကျွန်တော်တို့မချိတ်သေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မချိတ်ပဲထားလို့ရတဲ့ကာလာဒီ6လပဲဖြစ်မှာနော်6လကျော်သွားတဲ့ခါကျရင်ကျွန်တော်တို့ကဒီ POH ပါပေါ့ PO တက်တက်ပုံသွားတဲ့ခါကျရင်တော့ကျွန်တော်လုံးဝတာဘန်ချိတ်လို့ရတော့မှာမဟုတ်ဘူးပေါ့ဘန်ချိတ်လို့မရတဲ့ခါမှာကျွန်တော်တို့ ငွေတွေဝင်လာတဲ့အခါမှာတို့ဒီငွေတွေကိုကျွန်တော်တို့လုံးဝထုတ်လို့ရတော့မှာမဟုတ်ဘူး။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။